အားလုံးတို့သားလေးစားပါ RBR Arkham မြန်မာ news channel လေးကနေ news update တွေကြိုဆိုလိုက်ပါတယ်။ဂျပန်နိုင်ငံတိုကျိုမြို့မှာမြန်မာတင်းသားအင်အားစုတွေစုပေါင်းပြီးတော့စတုဒ္ဒါဂျင်းမြောက်ဖီဒရယ်ဖီတို့ကိုစေကားတင်းမြစွာကျင်းပခဲ့ကြတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ဂျပန်နိုင်ငံတိုကျို တခါတန်းတော့ပပမှကြီးတဲ့တော်ရမပန်းချံမှာနိုဝင်ဘာလ23ရက်နေ့ကကျင်းပခဲ့ကြတာဖြစ်ပါတယ်။ဖေရီဘွေတို့မှာတင်းသားအဖွဲ့အစည်းပေါင်းစုံကအထက်သူတို့ပါဝင်ပူးပေါင်းခဲ့ကြပြီးတင်းသားအခအလာမျိုးစုံဖြိုဖြီးတင်ဆက်ခဲ့ကြပါတယ်။ ဖွဲ့တော်မှမြန်မာတင်းရင်သားအစားအစာမျိုးစုံကိုရန်ကုန်ဝေရရှိတွေရောက်ရှာခဲ့ကြတဲ့အပြင်အာဏာသိမ်းမှုနောက်ဆက်တွဲပြီးပြည်သူတွေဒုက္ခပင်နေဝင်နေကြတဲ့တပုံသတင်းတွေကိုလည်းနိုင်ငံတကာသိအောင်မျှဝေကြပါခဲ့ကြလေလို့သိရပါတယ်။ဒီပိုင်းအတင်းအကျပ်ဒီကောမော်ဒယ်အနော်ဟာဆီယနာရှင်စနစ်ချုံရင်ရှိမှသည်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတော်အတွင်းစီစီလုံးလုံးနဲ့ လုံးမအားရကြတာနဲ့တက်နေတဲ့နောက်ပူပေါင်းဆောင်ရွက်နေကြတာဖြစ်ပါလိမ့်။ဆရာအချင်းကျွန်တော်ကတနင်္ဂနွေလုံးလုံးမြောက်ပြီး Federal Democracy ပြည်ထောင်စုတည်ကြည်တစ်ခုကိုအတူတကွဝန်ဝန်တည်ဆောင်ကြဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်တွင်းပြည်ပကတင်းသားညီကိုမတော်မတည်ရဲ့စီလုံးညီညွတ်မှုဟာပဓာနာကြပါလိမ့်။တို့တာတင်တာတိုကျိုဂျပန်မြန်မာဖက်ဒရယ်ပြည်တို့မှာတို့တို့ကပူပေါင်းပါဝင်အဖြစ်တင်ဆက်ပေးထားကြတဲ့ကျွန်တော်တို့တရင်သားညီကုံမွန်မတို့ရဲ့ အခအမှအတချို့ကိုစူးစိတင်ဆက်ပေးလိုက်ပါတယ် You love me. ုတ်ခဲ့ပါခင်ဗျာဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပတဲ့စတုထအကျဉ်းများမြန်မာဖေဖော်ဝါရီဝေတော့အခမ်းအနားမှာပူပေါင်းပါဝင်တင်ဆက်ပေးကြတယ်ကျွန်တော်တို့ဒေါ်လန်တင်ရတာညီကောင်မတော်ရဲ့စူပါညီညွတ်မှုအင်အားကိုတွေ့ကြရမှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုနားဆင်ပေးကြတယ်ဒေါ်လန်ပြပပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အားလုံးကပြည်သူပြည်သားများနဲ့တော်ဝမြန်မာပြည်သူပြည်သားများအားလုံးပြီးခင်ကျမ်းမာကြပါစေခင်ဗျာ thank you